ချို့လေးကမင်္ဂလာမရှိတဲ့လူတယောက်ကြောင်းမတ်တည့်စမှုဝန်ကြီးဌာနမှာကျွန်တော်တာဝန်ထမ်းဆောင်ခဲ့တယ်နှစ်ပေါင်း20လောက်အုပ်ဆက်ရုံမှတ်တည့်မှာကျွန်တော်တာဝန်ထမ်းဆောင်ရတယ်အုပ်ဆက်ဆိုတာကကျွန်တော်တို့မြင်နေကြလက်နဲ့ပေါက်ပြီးအုပ်နှမ်းပြီးနေတိုင်းမှာတဲထဲမှာနှမ်းခြောက်သွားတော့မှဖိုးကြီးတည်ပြီးအောက်ကထင်းနဲ့ကျွန်တော်မဟုတ်ဘူးတောင်ကြီးတွေကိုမြေတူးဆက်ကြီးတယ်ဖြူ့ကမြေဖွယ်တဲ့မြေရတယ်မြေဖွယ်ပေါ့ လင်းကလေးလို့ခေါ်တာပေါ့အင်္ဂလိပ်လိုလင်းကလေးရအောင်တောင်ကိုဖြိုးရတယ်မြေစည်းကိုရအောင်လို့လေမြေကိုတူးရပလတ်စတစ်ကလေးပေါ့အင်္ဂလိပ်စည်းနေတဲ့လေမြေကိုတူးရတယ်ဖွယ်နေတဲ့တောင်မြေကိုတူးရတယ်မြေဖွယ်နဲ့မြေစည်းနှမျိုးစလုံးကိုဟိုးတော်တဲ့ကနေတူးပြီးဒံပါလို့ခေါ်တဲ့ကားကြီးတွေပေါ့တင်ရတယ်မြေဒုစက်ကြီးတွေနဲ့တင်တယ်တင်ပြီးတော့မှဒံပါကြီးတွေဆက်ရုံကိုလာပြီးလှန်ချတယ်အင်္ဂလိပ်ကြီးကျယ်တဲ့ဇလားကြီးတွေလည်းဒီမြေစည်းရောမြေဖွယ်ရောနှမျိုးလှန်လှန်ချတယ် နှံနှံချပြီးတော့အဲ့ဒါကမှဆက်နဲ့ကြိတ်လိုက်တဲ့အခါမှာသေးပိုက်ပြန်လိုက်တဲ့မြေကြီးတချို့ပါသွားတယ်ရောပြီးသားအဲ့ဒီမြေကြီးကမှနောက်ကအင်မတန်ကြီးမားတဲ့တန်တလိန်လုံးကြီးတစ်လုံးနဲ့ညက်နေအောင်ကြိတ်တဲ့အခါမှာမုန်းတဲ့ဆောင်ပတ်ကလေးတွေကြာစီအဲ့ဒါကမှဆက်တဲ့ချက်ဆက်ပြီးလေအားနဲ့တွန်းထုတ်လိုက်တဲ့အခါအုပ်ရှင်တော်ကြီးကအုပ်ပုံစံတိုင်းရှင်တော်ကြီးရှေးတောက်လျှောက်ထွက်လာအဲ့ဒါမှအော်တိုမက်တစ်ကာတာလို့ခေါ်တဲ့ အလိုတရားဖြတ်ဆက်တယ်ဖြတ်တဲ့အခါမှာအုပ်အယောစားတယ်နည်းနည်းလေးထူသောအုပ်ဆင်းတောင်ရတယ်အုပ်ဆင်းတစ်လုံးတစ်လုံးဟာလက်နဲ့ဖိတောင်မပြော့တော့ဘူးအလောက်မှနေပြီအဲ့ဒါကမိသားတွဲတွေပေါ်တင်းနေမိသားတွဲတွေပေါ်တင်ပြီးဥမင်နိုင်ကောင်းကြီးရဲ့အလဲမှာဒီဂရီ960ထိုးထားတဲ့မီးရထားတွဲပေါ်မှာအုပ်ဆင်းနေတင်ပြီးတော့ hydraulic pusher လို့ခေါ်တဲ့ hydraulic တွန်းဆက်နဲ့တွန်းပြီး မိသားလမ်းတစ်လျှောက်ဖြတ်ပြီးထွက်သွားတဲ့အခါဟိုဘက်ထိပ်ရောက်တဲ့အခါဥတည်ကုံကျက်ပြီးသားဖြစ်တယ်တနေ့ကိုအုတ်ချိုင်နှစ်သိန်းလောက်ထွက်အင်မတန်ကြီးကျယ်တဲ့နိုင်ငံသားကလာတဲ့စက်ကြီးတွေနဲ့ထုတ်တဲ့အုတ်ဆက်အုတ်ပေါ့ယန္တနာကအဲ့ဒီဆက်ကိုတူးတဲ့မြေကြီးကဆက်ယုံနဲ့9မိုင်လောက်မှာဝေးတယ်တူးရင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 ်နဲ့မြေတူးဆက်ကြီးတွေကဟိုးကြောက်ထက်ရောက် နန်းလေးကတော့ရှိတော့နှွေဆိုရင်တော့ကားကပတ်ပြီးတက်ပြီးတော့ပေါ်ပြန်တက်လာလို့ရတယ်မိုးရင်းကြတော့ကားကမတက်နိုင်ဘူးမြေဒုစက်ကြီးတွေအဲ့မှာပဲထားထားတော့အဲ့မြေဒုစက်ကြီးတွေကိုဘယ်သူစောင့်မလဲရန်ကုန်မှာမိုးဝတ်တဲ့အားရွာတယ်မြေဒုစက်ကိုဘယ်သူစောင့်မလဲမိုးတွေလေတဲ့မြို့တွေကျွတ်တွေကြားထဲမှာရှွန့်တွေဘွက်တွေကြားထဲမှာတိုးထဲမှာရှိသောမြေဒုစက်ကိုဘယ်သူစောင့်မလဲဆိုဘယ်သူမှမစောင့်ကြဘူးစေုံမိုးလာစားနှစ်လစားပေးပါမယ်မစောင့်ကြဘူး ဘယ်သူမှမဆောင်ရင်ကိုယ့်အိမ်ကိုပဲဘလောက်ရရကိုအမိုးအောင်မှာကိုတန်းရလေးနဲ့ကိုနေကျင်ရတယ်တန်းရက10လုံးရှိတယ်တစ်လုံးကို10ခန်းပါတဲ့အတွက်မိသားစုအခန်း100ရှိအဲ့ဒီခန်း100ရဲ့ဟိုးပထိတ်မှာကိုကြောက်စီအသက်50ကျော်အသားမင်းမင်းနဲ့မျိုးလုံးကတောင်တစ်လုံးမြောက်တစ်လုံးတစ်လုံးကပြောင်းအင်ကြီးဘရောမမိုးတဲ့လူဝဝိုင်းတယောက်ရှိရမမှာစင်းမင်ထိုးထားတယ်အောင် ခုခုခံခံခုံခံသွားဟာကြောက်เสียပါဘာမှတော့မသိဘူးနော်စလုံးကជីជីအုံခုခုခံခံခုံခံသွားဟာအဲ့မှာငကားကြီးတစ်ကောင်ရှိတယ်ငကားကြီးကပါစက်ကြီးဖျဲထားပြီးတော့သူ့ကိုယ်သူပြန်ခွေပြီးတော့ရင်ပတ်ပေါ်ကနေအုံခုခုခံခံစလုံးပေါ်ကနေဆင်းပြီးငကားအမိကဒီနေရာမှာဆုံးကိုကျောက်စီကတကူလုံးအနာရီနေ စိုးတူတော့ပဲပြီဘယ်တော့မှလည်းဖက်နာမစီဘူးအမေရအရမိုးတယ်လူသမားတန်ရတဲ့အသားဘူးပြိုသမီးပြိုတွေစော်ကားတာဘယ်သူလဲကြောက်စီလူသမားချင်းတန်တဲ့ဘလုံးပွဲမှာဓာန်းနဲ့ထိုးသွားလို့တဲ့ဘယ်သူလဲကြောက်စီဘသူပစ္စည်းခိုးသွားလို့တဲ့ဘသူလဲကြောက်စီဘယ်လူသမားကအရှိမပစိုးနှမ်းထားတဲ့အစ်ကလေးရုပ်သွားလို့တဲ့ကြောက်စီရက်ကွက်ချက်မှာကြောက်စီအဲ့ဒါလို့ကျွန်တော်တို့လူသမားတန်ရလေးချက်မှာ တရားတဲ့မိသားစုမရှိပဲအဲ့လိုနေဒီဘက်ထိတ်ဆုံးကတန်ရာကမှာတော့အရက်ရောင်းတဲ့မိမရှိရဲ့လူသမားတွေအရက်ရောင်းတာအကျွေးမှတ်ပြီးရောင်းကြောက်စီရဟိုးထိတ်ကနေညက်နေဆိုလာအဲ့မိမစီမှာလက်မှတ်ထိုးရတယ်အရက်တော့ပလင်းပြားတွေခါထိုးဆက်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 နဲ့ပြန်သွားအဲ့မိမကကြောက်စီလက်မှတ်တွေကိုယူလက်ကုံတော့ကြောက်စီရဲ့လက်ကကိုရှောက်လွှာရေးပြီးတော့ကြောက်စီလက်မှတ်နဲ့သွားထုတ် ရဖို့ယူလိုက်ကြောက်စီတပြားမှမရစမုတ္တကပေးတဲ့ uniform ဘောင်းမီအင်ဂျီကပကမ်ဘတ်အုတ်ထုတ်၆လောက်တခါပေးတယ်တခါပေးနှစ်စုံပေးတယ်အဲ့လိုအစ်စ်တွေကိုကိုကြောက်စီရပြီဆိုရင်သူလည်းရအဲ့ဒီမိမကိုသွားပေးတယ်တစုံ900နဲ့ရောင်းမိမ900ကြောက်စီလို့ရေးထားရုံပဲကျန်လာ900ဖို့ရက်တော့သူကတော့အင်ဂျီချုပ်ကြီးနဲ့ငကားကြီးနဲ့ องคุกุขังขังคงกันโตหาอนารีเนี่ยဘယ်သူမှမလာစကားမပြောဘူး66ကန်းသောအိမ်ကကြောက်စီကိုဖက်လုပ်ပြီးစကားမပြောဘူးအဲ့ဒီမှာကျွန်တော်အမေတက်90ကျော်ရှိပြီဖြစ်တော့အမေကစိတ်မချမ်းသာကြောက်စီဆိုရကောင်တက်လည်း90လောက်ရှိပြီအနာရီနဲ့အင်းကြီးလည်းမဝဖူးတန်တွေခဲမှာမဟုတ်ဖက်နဲ့တနေ့နေ့တစ်ချိန်ချင်းဒီကောင်ဒုက္ခရောက်တော့မယ် ဝမ်းညပါအောင်ပြုပြင်ကြပါအောင်ပေါ့လူသမားမိသားစုတွေကလည်းအမေသိရဲ့အသာလေးစမ်းမှာတလောက်မှရိုင်းတဲ့လူအမေကြီးပါသွားပြီးတန်ရုံးစင်ဖြစ်တယ်တနာလို့ပါအေးဟုတ်မိသိမတနာနဲ့ဟုတ်ပါတယ်ငါလည်းကြားပါတယ်ဒါပေမဲ့စိုးတယ်ဆိုတာနဲ့တို့ပြစ်ထားမလားတို့လူသမားတွေမိသားစုတွေမှာသူလည်းပါတာပေါ့ဟာကျမတို့လည်းမပတ်သက်ပြရစင်နဲ့အမေရတော့မရဘူးဆုံးဖြတ်ပြီးပြီ ။ဒီနေ့တော့အမေရေကပင်ကိုကြောက်စီအရက်လာတောက်မဲ့အချိန်ဆောက်။တရေတွေကလည်းကြောက်။မူလို့ဒါပေမဲ့မဝသေးဘူးကြောက်စီပလင်းလေးခါထုတ်ပြီးလာတယ်။အမေကကျွန်တော်တို့တိုင်းရကျွန်တော်တို့ခန်းရှိတယ်ကြာမှာအမေနှုတ်ဆက်။ကြောက်စီငါသား။ဟာအဖွားကြီးမင်းမသေးသေးဘူးလား။အော်လူဆိုတာတည်မျိုးပါပဲကွယ်အခုတော့မတည်သေးပါဘူးကွယ်ဘယ်တော့မှသားရဲ့ဟာ ခမရကြောက်စီနေတိုင်းခမရရရှိရသွားရသောင်းနေခမရသိရတယ်ခမရတော့ရရှိရဟောရလာအေးတွာ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 းအာမခမရမပြောလည်းသွားမှာပဲဟဲ့ဘွားတော့လာပြီးရစ်နေအဲ့တော့ဘေးကတသမတန်ရကပြောအဲ့ဒါကြောင့်ပြောတာမို့မရိပြောပါစေငါမျှော်လင့်ပြီးသားပါအမေကမရဘူးဆက်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 နဲ့ပြန်သွားပြန်ပြီးသားအောင်ပါ ။ဗမာအရေးတဲ့နန်းစစ်ပြီးမှတ်ပုံတွေဆက်ပြန်သွား။နောက်တနေ့၄နာရီတော့အမေထွက်မြော်တာပဲ။မသားကြီးကြောက်စီကလေးစောသားဟဲ့။အာမခမရနိုင်နဲ့တိုက်ထားကြုပ်။ဘောရဝါတော့ခမရပြက်တတာပဲဘွားတော့။သွားတော့ပြန်နေ။အမေရတပတ်တော့အဲ့လိုလုပ်တာ။အမေလည်းနေ့စဉ်ဆဲခါရတယ်။အဆက်ခါလည်းအမေလည်းလုပ်တယ်။ သမတန်ရမိသားစုရတဲ့ဒေါ်ကြီးသိဒေါ်ကြီးတော့ပြတနာပဲမေးရဲ့ဒီစမ်းမဤဒီနေ့တော့အမေကစက်သားလေးချက်ထားပြီးချွတ်ချွတ်လေးလေးချက်ထားကြောက်စီလဲလာရောကြောက်စီငါသားဟာဟာတော့ကျက်သားဟင်းမေးအရက်နဲ့ကြာအတော်ပဲပေါ့လို့ဟမ်ကျက်သားဟင်းပေးအမေဒီလိုဆိုမစိုးပါဘူးခမရမစိုးတော့ဟုတ်နေပါဖွားကြီးသာတာ ပြန်ကြအမေအမေကောင်းလာတာကြက်တာဟင်ဟာကောင်းတာဗောရင်းတဲ့ကြက်တာခမရမကောင်းအောင်ဖြစ်ပါ့မလားခမရဘွားတော့ခမရမေးစရာမရှိချမ်းမေးတယ်ပြန်သွားနောက်တစ်နေ့ကျကျွန်တော်တို့ဝတ်ထားတဲ့အင်ဂျင်ဘောင်ကျောက်စီသားလောင်းထိုင်အောင်အမေဟောက်ကပြန်ထိုင်သားအာမဘာဘာပဲဘာချက်တယ်ခနေ့မချက်ဘူးဒါနေဝင်းမြင့်တို့ခမောင်မြင့်တို့ဝတ်လို့ပိုတဲ့ဟောင်းသွားတဲ့အင်ဂျင်လေးတွေပဲလက်သေးတယ်မသာအင်ဂျင်ပဲပါ မင်းဖက်နဲ့လည်းမပါဘူးပဆိုးဆုံးနေပဆိုးကလည်းပေါက်တော့ဒီမှာလူသမားသားသမီးတွေသားမျိုးသမီးမျိုးတွေရှိတယ်မင်းကွယ်မြင်မတော်ပါဘူးမမြင်မတော်ဟိုကလှဲ့နေဒီခင်ဗျားကြောက်စရာဘယ်နဲ့လုပ်ရမလဲဒါကြောင့်ဒီဘောင်းမွေဝက်ပါကြည့်ကြောက်စရာကြည့်တယ်ကျွန်တော်ဘောင်းမွေနဲ့ထည့်ယူသွားတယ်200လောက်နဲ့ပေါင်တာပဲအဲ့ဒါတော့ခါထုတ်ပြီနာဝက်တော့သားဟာဟိုမိမဝက်လိုက်မယ် အရက်ဆန်ရမိမဝတ်လိုက်မယ်အကျုပ်ပေးရပြီပြန်သွားတော့အမေကမရဘူးနောက်တနေ့အချက်ဆောင်ကျဲဥကျော်လေးပေးအဲ့လိုနေလာမိသူဆက်ကြီးဘသူသွားဆောင်မလဲဆိုတော့မိုးရင်းတနေ့ကျဆက်ရုံမှုကနှစ်လစာပေးမယ်ဆိုတော့ဘသူမှမသွားရှင်တဲ့အခါနိုင်ငံပိုင်ပစ္စည်းတွေကလည်းဟိုးတော်ထဲမှာထားရတော့ပြောက်မှဆိုးရတယ်လူကြီးတွေခေါင်းချင်းရိုက်တဲ့ချိန်မှာအစည်းအဝေးလုပ်နေတော့ကြောက်စီရမူးမူးနဲ့ စီဝိခံရောက်ဆဲမိုးဟာရကွာကြစီခမရတို့ပြဿနာတက်နေစီဝိထိုင်ရမလိုပါဘူးအာမဘာရမရကျုပ်ဆောင်မယ်ကြောက်စီဆောင်မယ်ဘာမှမပြောက်စရာဘူးဗျာခမရနှစ်လကတော့ပေးရမယ်နော်ဟာပေးမယ်ဆဲမိုးရဒါမဲ့မူးယူနေတဲ့ကြောက်စီကိုသွားပြီးနိုင်ငံပိုင်ပစ္စည်းမြေဒုစက်ကြီးတွေအဲ့လိုပဲဖြစ်ပါမယ် မဖြစ်ပါဘူးကြောက်စရာမင်းမူးယူနေတာနဲ့ဖြစ်ပါဘူးဟာမူးတာကျွန်တော်ကိစ္စဆရာတို့ပစ္စည်းပြောက်ရင်ကျွန်တော်ဖမ်းချုပ်လေဖမ်းလေမပြောက်စရာဘူးကျုပ်ကလက်ကနှစ်လကလိုချင်လို့တစ်လကဟိုအရရောင်းနေမဲ့မိမမတ်တင်မြတ်ကျုပ်ကပေးရတော့တစ်လကကျုပ်ကလိုချင်လို့လုံးမဲ့လူမရှိတော့ဆဲမူကဲဒီကောင်အစမ်းခန့်ကြည့်ရတာဗောဗျာဆုံးဖြတ်လိုက်တယ်တို့တို့ပြောကြပါစို့ဆုံးဖြတ်တော့ကြောက်စီကိုမေးတယ်ကဲ မြေတုဆက်ရှိတဲ့9မိုင်လောက်ရှိတဲ့နေရာကိုမင်းသွားရမယ်မင်းအခန်းရှိကိုငါကားလှုပ်ပေးမယ်မင်းပစ္စည်းပစ္စည်းတင်ညာတင်ရအောင်ဟာလှုပ်ပေးစမလို့ဘာပစ္စည်းမှလည်းကျွန်တော်မရှိဘူးဟမ်မင်းမြေတုဆက်တည်းသွားနေမယ်ဆိုတော့အိုးတွေခွက်တွေမင်းတန်တစ်ဓာတ်တွေပါလေဟာဘာတန်တစ်ဓာတ်မှလည်းမရှိဘူးအင်းကြီးဝစားဟာဘာမှမရှိဘူးဒီတိုင်းနေတာပဲမင်းဖျားစင်တယ်ပဲအော်ဖျားစင်ဖျားမရှိတာကြာလာပေါ့ဟမ် ဒါပြင်မင်းကားမလို့ဘူးမလို့ဘူးမင်းဘာတဲဆရာရှိတယ်ဟာရေပလင်းလေးလောက်ရှိတယ်ကျိုးနဲ့စီးပြီးတဲသွားရုံပဲဟမ်အလိုလားဟောဆရာတို့ကဝိဇိကိစ္စတွေများတယ်ကြောက်စီမလို့ဘူးအလိုနဲတယ်ကြောက်စီရဩအေးဟုတ်ပါပြီကဲဒါဆိုပြောငါကဘာလုပ်ပေးရမလဲဝလုံးနှလုံးပေးပါမြေဒုစကြီးဝလုံးနှလုံးဟောလို့ခတ်ဆွေဆွေလေးစောင်းထောင်းဒီစောင်းစောင်းလေးမှီမယ်ကျူထရံနှစ်ချက်ကို နှီးနဲ့၄ဘက်၄တန်တုတ်မယ်အဲ့အောက်မှာကျွန်တော်အိပ်ဒါပဲကျူတရံနှစ်ချက်နဲ့ဝလုံးနှလုံးပဲဆိုက်ဖို့ပေးကျွန်တော်သွားတော့ဟမ်ဘယ်နှသွားအိမ်လဲမင်းဂရင်နေပါလိမလို့ကျွန်တော်ရှင်နေအိမ်မှာဟာဘယ်လိုရှင်နေအိမ်မှာတော့အဲ့ဒီအောက်မိုးလွတ်တာပဲဟာဒီကျူတရံပေါ်မိုးပေါက်ကြတော့ဘယ်လွတ်မှာတော့အောက်မှာဘွက်တွေရှင်နေဟာကျွန်တော်အိမ်နိုင်ပြီးတော့လေဆဲဖို့မိုးကခင်ဗျပြင်းတဲ့အခါကျွန်တော်လည်းလာအိမ်ပေါ့ ေးပါမဟုတ်ပါဘူးသဘောပြောတာပါမင်းခေါင်းဝါကိုခေါင်းဝါကိုအုတ်ခဲရှိဖြစ်တာပဲအိုးဝါကိုအမသိကံကြီးဖြစ်နေလို့မှခမည်းတော်တောင်ကျွန်တော်ငှားရတာကံနဲ့ရှိတဲ့ကြီးဥမုတ်ခွနဲ့ခတ်တောက်ယုံပဲဗျာဟေးကွာကဲကဲစောင့်စောင့်စောင့်ပေါ့စောင့်မယ်လို့ရှိတော့ထားရအဲ့ဒီကနေပြီးလာပြီးအရက်တော့ရတယ်ဆိုက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 ်နဲ့နှစ်နိုင်လောက်ကထွက်လာတာပေါ့မတေမြဆိုင်ရက်တော့ဗျာအမေကငါသားကြောက်စီ မင်းတော်ရရောက်နေဆိုအာခမရပြဿနာပဲအမေကိုအဲ့လိုလုပ်ရင်အမေလည်းနစ်စင်တယ်မြမုံလေးပဲလေးလို့ဘာလေးလို့ပြီးတော့ယူလာတော့ယူတယ်တနေ့တော့ကိုကြောက်စီရလာပြီးတော့ကပြင်းလေးမှထိုင်ကောင်းကလည်းငှက်ဆက်ကြလို့မျက်ရည်တွေကတွေ့တွေ့တွေ့ကြလို့အမေတဲ့လှမ်းခေါ်အမေရအရှင်ချိန်မဟုတ်ခါမဟုတ်ဆိုတော့ အတန်ကြတော့ထွက်ကြည့်တော့ကြောက်စီကပြင်းပေါ်မှာဖင်တချမ်းချိတ်ထိုင်လို့အုံခုခုခန်းခန်းခုံခန်းသွားဟာစာနဲ့အနာရီနဲ့နဂါးကြီးနဲ့ကြောက်စီဘာကြီးပုတ်အင်းအင်းနဲ့ထိုင်နေမြိတ်ကြီးကြက်မသာဘာဖြစ်လို့လို့ဟာကျုံရအိမ်မက်မက်လို့တော်ထဲမှာမြေတုစကြီးအောင်ပါဗျာမှောင်ပင်းနေသစီတရေတွေသွားလာနေတာလေကျုပ်ကမြင်နေရတာ မုံမုံနဲ့ပြောနေ။အေးပြောပါဦးသားရဲ့။မိမတရားကျွန်တော်ခြေောက်ကိုလှုပ်နှိုး။မတ်တကြီးရက်လို့အသက်30လောက်ရှိအောင်ပဲ။ထမိန်အ내ပွင့်မှာအဝါ။ပန်းမွင့်ကြီးတွေနဲ့။ပြုံပြုံကြီးဗျာ။ခြေောက်လှုပ်နှိုးတော့ကျုပ်ကလည်းမုံမုံနဲ့မျက်လုံးဖွင့်ကြည့်တော့ကျုပ်ကငုံပြီးပြုံးကြည့်နေတာ။အေးပြောပါဦးသားရဲ့အမေကလည်းတရက်တစီလား ရှိမှာပေါ့တော်တဲ့တောင်တွေမဟုတ်ဘူးဗျာသူဆန္ဒတည်းလို့ကျုပ်ကနိုးသလားအိမ်မက်မက်သလားမသိတာမိုးကလည်းမိုးနေပြားလားမှန်တာပြောရင်အဲ့ဒီမိမသားလို့ခေါ်တယ်သားကျောက်စီလို့ခေါ်တော့ကျုပ်ကလန့်လို့သွားပြီးကျွသိန်းနေထားရတာဗျာကျုပ်ကလည်းပါးစပ်ကထွက်သွားတယ်အမေလို့ထွက်သွားတယ်ဟာတော်ကြီးသိလက်ဆက်တတ်တော့ အမေလို့ခေါ်ရတာတော်တော်ကောင်းတဲ့ကိစ္စပါလားအရသာရှိလိုက်တာကျုပ်အမေလို့တခါမခေါ်ဘူးပြရတာဘုသူ့ကိုမှခမရတလောက်ပြီးနေတာလဲကျုပ်က အမေလို့ခမရခေါ်ဘူးပြရတယ်ဒါပေမဲ့ညက်နေရကျုပ်မျက်ရည်ကျတယ်ဒီမိမငါ့ကိုငုံကြည့်ပြီးရသားကြောက်စီလို့ခေါ်တော့ငါကအမေလို့ခေါ်ရဆိုရင်ဒီမိမဟာငါအမေများလားလို့ကျုပ်စဉ်းစားကျုပ်စဉ်းစားမရဘူးငါဖွာသိမ့်သွားမေးအောင်ဆိုပြီးထွက်လာတာ ဟုတ်လားနေမင်းကဘယ်လိုဖြစ်လဲမင်းကြောင်ပြောပါဦးကျုပ်မွေးပြီးပြီးချင်းအမေသေးတယ်လို့ပြောတယ်အဖေကပြောဦးတယ်ကျုပ်မွေးလို့သေးတာသူ့တက်ပြီးသေသွားရှာတယ်မိတွင်နဲ့မှဟောဟုတ်လားအဖေပြောတာတော့အသက်20 30လောက်ပဲကျွန်တော်တွေ့တာကျွန်တော်အမေပဲဖြစ်နေမှတင်တယ်အေးဘောမင်းကိုသားလို့ခေါ်မှာတော့မင်းအမေပေါ့မင်းတခါမှမမြင်ဘူးလား ်ဝေးပြီးပြင်းသေးပါဆိုခမရအေးတယ်ဘယ်နဲ့လုံမှတ်မိမှာတော့အေးပါဟုတ်ပါတယ်အေးနေမင်းမိမတွေပါရဘူးသလားရဘူးတယ်ဘယ်မှာတော့မိမတို့ခလေးရဟာချုပ်ရိုက်ချလို့စင်းကြားလာတော့ပွဲသွားတယ်ဘယ်လောက်ရှိလို့20ရှိပြီသမီးလေးရောသမီးလေးလေးအပြူဖြစ်ရောဘောဟာမင်းမရှာဘူးလားမင်းတာဝန်မဲ့လိုက်လားကြောက်စီရဲ့ဟာချုပ်ကဘယ်သွားရှာမှာတော့ ဘယ်သူ့ကိုသွားပြီးကျုပ်ကကျုပ်သမီးလားမင်းငါသမီးလားနေငါသမီးလားဘယ်လိုလုပ်မေးမှာတော့ဘယ်ရောက်သွားမှမသိတဲ့ကျုပ်မိန်းမနောက်ကဘယ်ရောက်သွားမှမသိတဲ့ကျုပ်သမီးကျုပ်ဘယ်လိုရှာမှာတော့ဩဖြစ်ရလေမင်းဘဝလေကွယ်အေးပြောပါဦးမင်းဘာဖြစ်ချင်တာလဲကျုပ်ဆုံးဖြတ်လိုက်ပြီဗလေးရစပြီကျုပ်အမေတို့ခမရခေါ်မယ်ဗျာတဲ့ခမရတဲ့သားကြီးသားကြီးခေါ်တာကြာပါပြီ တယ်ကျုပ်ကဒီဘွားဘွားတော်ဘာပြန်ကျုပ်ကခမရဆဲနေရခမရမနာဘူးကျုပ်အမေလို့ခေါ်ပြရစီတော့ဟာအမေကမျက်ရည်ဖြိုင်ပြန်ကြပြီကျုပ်ပြီကနေတော့ဖြစ်ငါဆုံးမခဲ့တယ်ငါနဲ့နာခံရတယ်ငါတိခံခဲ့တယ်ကြောက်စီငါသားကြီးကြောက်စီအမေလို့ခေါ်နိုင်ပြီဆိုရင်ယဉ်ကျေးခြင်းဘက်ကိုခြေတလန်းရောက်လာတာပဲပေါ့အမေကမျက်ရည်တွေနဲ့ကိုကြောက်စီကမျက်ရည်တွေနဲ့ ခေါ်ပါသားရဲ့နေဝင်းမြင့်ခင်မောင်မြင့်ရဲ့အကိုမင်းကကြောက်စီမြင့်ပေါ့အမေရတော်နာမည်ပေးလိုက်တော့အေးဗျာကျုပ်အမေလို့ခေါ်တော့မယ်ဟုတ်တယ်နောက်တနေ့ကစပြီးအမေတာကြီးအမေတာကြီးနဲ့ဆိုတော့ကြံသော96ခန်းသောမိသားစုများကပြုံးရတယ်ဟုတ်သားပါလားဒေါ်ကြီးသိမ့်ရဲ့ မေတ္တာဟာထိရောက်ပါလားမသားရဲ့အရက်တော့ရှော့တော့တော့တာမင်းငါသားဖြစ်သွားပြီလေငါသားဆိုငါဆုံးမပဲတရားရှိတယ်ဟုတ်တယ်မလားကြားစီဒါဘောမေရဲ့အေးရှော့တော့အာခမရလည်းအတော့ပြက်တော့အသက်ပြောက်တဲ့ဗျအဲ့လိုလည်းမဖြစ်သေးဘူးခမရနည်းနည်းတော့ရှော့အေးဘောနည်းနည်းရှော့ငါလည်းမသိဘူးကွာမင်းတို့ကိစ္စတော့ဆိုက်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 နဲ့သွားလည်းမထိုး နောက်တနေ့ကျကိုကျောက်စီကပြင်းလာထိုင်အမေတဲ့ကျွန်တော်နောင်တရပြီတော်တဲ့မှာတယောက်တည်းနေရတော့မှကျွန်တော်ရပြီကျွန်တော်ရေတုဆက်ကြီးရဲ့ဟိုဘက်မှာကွင်းထဲမှာပန်းကင်းနေရှိတယ်အမေပန်းကင်းရောင်စုံဆိုင်ကြတော့အလုပ်တွေလုပ်နေကြတာမိန်းကလေးယောက်ျားလေးငါသာအလုပ်မလုပ်ဖဲမှဒီမှာရက်တမဘဝနဲ့ငါဘဝဆုံးရတော့မှာပါလားအဲ့ပန်းချံနဲ့သွားတဲ့ကောင်မှာလူတိုင်းကပေါင်းတင်ကြမြေဆွကြ တဲ့ဘယ်နဲ့ဆက်ကြပန်းမင်းတွေတင်ကြစေးတွေဖျန်းကြပန်းမွင့်တွေခူးကြနဲ့ပျော်စရာကြီးအမေကျွန်တော်ငွေ200လောက်ပေးပါ200အဲ့ဒီတော့200အများကြီးပေါ့မသားရဲ့အမေတို့200ပါရှိဘာလို့ဘို့တော့ကျုပ်အဲ့ဒီပန်းတွေယူပြီးတော့လူသမားတန်းရတဲ့ရောင်းချင်တယ်ကျုပ်လိမ်မာရင်နှာပြီဗျာကျုပ်ကိုမဆက်ဆံရတဲ့ဟောဒီခန်းကလူတွေကျုပ်ပန်းလေးမြင်ရင် တနာပြီးဝေရင်နဲ့ကျုပ်မြတ်တာပြန်ပြခြင်းတယ်ဟာအဲ့ဒါဆိုအမေစူးစားပြီးမှဗောမင်းဘယ်လောက်လို့200မင်းမလိန်တော့မလိန်နဲ့မလိန်ပါဘူးမင်းပန်းကင်းအရှင်တခင်တွေကပန်းကင်းပန်ရှင်တွေကပြောတယ်မင်းရဲ့အပေါင်း200တော့ထားရမယ်မင်းလည်းစိတ်မချဘူးအပေါင်း200ထားပန်းယူအဲ့ယူတဲ့ပန်းပိုးတွေကမြတ်တာမင်းစား နှစ်ရပြန်အဲ့လိုဆိုရင်မင်းပေးမယ်လို့ပြောလို့နှစ်ရပေါင်စရာပေးရမှာအမေကနောက်တစ်နေ့မှာဖွက်ထုတ်ခံတယ်69ခန်းကြောက်စီကြီးလိမ်မာပါပြီငါသားကြီးလိမ်မာပါပြီထည့်ကြပါအေးဆိုဝိုင်းထည့်တော့၅ချက်ထည့်၁၀ထည့်၂ချက်ထည့်၃ချက်ထည့်နဲ့200နဲ့90ရအမေကမျောပြီကြောက်စီလာမယ်လမ်းမျောပြီလာတာပဲဆက်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 နဲ့ရေသွားမတောက်ခင်ဝန်းတိုင်းအမေရလာမေး ရပါတော့250တောင်ရပြီးစမမရဝန်တာလိုက်တာမင်းမတော့နဲ့နော်ဟောမတော့ပါဘူးခမရကျုပ်အကျိုးတောက်ရနေတာခမရဒါမှမပေါင်ဆိုင်မအောင်မနဲ့ကြည့်ဗျာကျုပ်ကိုတောက်ပြီးပြန်သွားဟုတ်တယ်နောက်တနေ့မနဲ့မှာအုံခုခုခံခံခုံခံသွားဟာဆိုတဲ့မျက်လုံးတစ်လုံးပဲတစ်လုံးညာတစ်လုံးနဲ့ကရုံးပြောင်ပြောင်သားမဲမဲနဲ့အနပစုတ်တွေတကုံးလုံးပွားနေကိုကြောက်စီရ ဘွားပန်းကြီးထဲမှာငပြောရက်ကလေးတွေခင်းပြီးနှင်းစီပန်းလေးတွေအဖြူကဖြူတတ်တအနည်းကအနည်းတတ်တကျက်သွေးရကျက်သွေးတတ်တအဝါကအဝါတတ်တငါးပွင့်ဆိုင်ငါးပွင့်ဆိုင်ထိပ်ပြီးရေလေးတောက်ပြီးတော့လှုပ်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 နဲ့လုံးသမားတန်ရတဲ့ဝင်လာဟောဒီကပန်းမျိုးဆိုတော့အမေကအမလေးဟုတ်သားပါလားလူသမားမိသားစုတွေလည်းပြုံးပြီးထွက်လာကြပြီကိုကြောက်စီကြီးအမလေးဓာတ်တဂိရိဘလူကပန်းရောင်းလို့ပါလာတော့ လိမ်မာပါပြီဟာငါနှမတို့အားပြကြပါဦးကွာနော်ဈေးမှာ30ဗျာငါ20ပဲပြီငါနှမဟောတာတည်းကတော့ဈေးမှာ50 20ပဲပြီဟာအိုးပြီးမှာပေါ့တော့အားပြကြတော့ဘန်းကြီးပြေကုံတော့တပန်းလုံးကုံတော့ပတ်စံကြီးကြောက်စီရဲလိမ့်ခါကြရထိုးအမေကျုံနေနေကစ်လိုက်အောင်မယ်အဲတော့တော့ပြန် စကောကြီးညှပ်ပြီးတော့ဆိုက်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 နဲ့ပတ်စံရေပြီးပြန်နဲ့ကိုကြောက်စီကိုအမေကပြုံးပြုံးကြီးနောက်ကနေကြည်နောက်တနေ့ကန္ဓမာပန်းနေရောင်စုံလာကြတာပဲကလေးတွေကဆရာမပေးဖို့ယောက်ျားလေးတွေကချစ်သူကိုပေးဖို့တချို့ကလည်းနတ်စပန်းဆက်ဖို့တချို့ကလည်းဖရာအုပ်ထိုးဝယ်ကြတယ်မတ်တေမြဆိုရရောင်းတဲ့မိမကလာတယ်ယောက်စီသားဘယ်လိုရောင်းတာတော့ ဟာမတ်တင်မြတ်လက်ကိုဆုတ်တာခမည်းကိုမယောင်းဘူးတဲ့ကျုပ်ပန်းခမည်းကိုမယောင်းဘူးဟာနင့်ပန်းယောင်းတာလေငါဝယ်မှာလင်ငင်းမှာနင့်အရင်ဖုန်းနဲ့မနှိမ်ပါဘူးလင်ငင်းဝယ်ဝယ်ကျွေးဝယ်ဝယ်ခမည်းလိုမိမကျုပ်ကပန်းမယောင်းဘူးကြံတဲ့68ခန်းကိုကျုပ်ယောင်းအမလေးလူဘဝလို့တော့ကျုပ်ကျွေးနေတောင်မကင်းတဲ့ကောင်က ဟုတ်တယ်အကျွေးမကင်းတဲ့ကျွန်လက်မှာထုတ်ပေးတယ်လေခမရလာကထုတ်ယူတယ်လေဒါနဲ့ဒီပန်းနဲ့ဆက်ခမရဒီပန်းလုံးဝမထင်းနဲ့ကျုပ်ဘဝမှာတိုက်အင်တန်သတ်စင်မုံမြတ်တဲ့ပန်းကျုပ်ဘဝကိုပြောင်းသွားအောင်ပြုလုပ်တဲ့ကျုပ်ရဲ့လှပတန်ရှင်းတဲ့ပန်းမျိုးကိုခမရလက်နဲ့မထင်းနဲ့ကြီးကျယ်လိုက်တာတော့ဈေးထဲမှာပါတောင်ရရသေးရိုက်ရအမေကပြုံးပြုံးကြီးပေါ့မင်းကလည်းလိန်မာတော့လေကွတရေလုံးမလာဟဲ့ ရောင်းလိုက်ပါခွေကိုချင်းချင်းနေပဲဟိုအမေဟာခမရနေစမ်းပါခမရမရောင်းဘူးဗျအဲ့လိုလိုနဲ့ပန်းရောင်းရင်ရောင်းရင်းနဲ့ကျက်စီ၄ရက်လောက်မလာဘူးတူတူပြောကြပါစို့မလာတော့အမေကမျောပြီးပန်းတွေလည်းချက်ပြီးဖျားပန်းလည်းချက်ပြီးနဲ့ပန်းတွေလည်းချက်ပြီးခလေးတွေလည်းဆယ်မပေးဖို့မျောကြပြီးချစ်သူပေးမဲ့ကောင်းလေးကလည်းမျောကြ၄ရက်က၅ရက်၅ရက်က၆ရက်မလာတော့ဟဲ့ခမောင်မြင့်နေဝင်းမြင့်ခွင်းနဲ့လိုက်ကြပါအောင်ကွယ်ငါသားကြီးရက်တောင်လာမတတ်ဘူးဟဲ့ဟဲ့မတင်မြတ် အရက်လာတောက်လာမတောက်ဘူးတော့ကြီးရဲ့လေးငါးရက်ရှိပြီဒီကောင်ဖျားနာနေမှာဘောဘောသေးအိုင်နဲ့ဘယ်နဲ့အုတ်ခဲကောင်းအောင်ပြီးအဲ့တဲ့ကောင်မဖျားခံနိုင်မှမလားလိုက်ကြပါအောင်ဟဲ့ဘယ်သူမှမလိုက်ချင်ဘူးလေဆက်ရုံမှုကငါးရက်က6ရက်6ရက်က9ရက်ဆိုတော့လုံရွေးဌာနဝန်ထမ်းတွေလှုပ်ကကြောက်စီသွားရှာလာမလာဘူးပြောတယ်သွားကြည့်တော့ကြောက်စီ ကျူထေရနှစ်ချက်အောက်ကဝလုံးနှလုံးအောက်မှာကာကာကြီးသေးနေတာမျိုးလုံးတွေကပြင်တောင်ထွက်နေပြီသားတွေကအဝါရောင်တောက်ပြီးပုတ်ပွားနေအုံခုခုခန်းခန်းခုံခန်းသွားဟာဆိုစလုံးကြီးတွေကခုံထနဂါးကြီးကလည်းမျိုးလုံးကပဲ့ကြပြီးလက်တွေကလည်းရောင်အန်းပြီးလက်နှစ်ဖက်ထဲမှာပတ်စံနေဆုပ်ထားတဲ့ကြောက်စီသေးနေတယ် သင်းနေတော့မှလူသမားတွေကဆဲ့ဝင်မှုချက်ချင်းတက်ကကြားတရင်ပုတ်ကြောက်စီဆုံးပြီအမေတို့ကတော့တရားမသိသေးဘူးဆရာမကြောက်စီအလောင်းကဲမြေချဖို့လုပ်ကွာဆရာမကားတစ်စီးနဲ့အလောင်းမြေချဖို့ဝန်ထမ်းတွေကသွားကြတယ်ခါကြောက်စီအလောင်းကိုမပြီးရွှေ့တယ်အဲ့ပဝန်ကျင်ကိုရှင်းရတော့မှရတမာရွှေချောက်တွေတွေ့တယ်နှင်းစီပန်းချောက်တွေတွေ့တယ်ခန္ဓမာပန်းချောက်တွေတွေ့တယ်ဒေစီပန်းချောက်တွေတွေ့တယ် ဖဲချိုးအနက်တွေတွေ့တယ်ကြိမ်ချင်းငွေတွေတွေ့တယ်ကွယ်လွန်သူဘသူရဲ့လွမ်းသူပန်းကွေဆိုတဲ့စာသားတွေထပ်လိုက်တွေ့တယ်တွေ့တယ်မှာအလိုလက်ဆက်တတ်တော့ပန်းကွေနဲ့ကပန်းနေလို့ပြောပြီးတို့လူသမားတန်ရာတဲ့ကိုလာလာရောင်းနေတဲ့ပန်းနေဟာလက်ဆက်တတ်တော့လွမ်းသူပန်းကွေကဖြုတ်ရောင်းတာပါလားအဲ့ဒီမှာမှအလောင်းကိုပြစ်ချလေပဲလူသမားတွေကရွှေရှာဆက်စုပ်တော်နဲ့ အလုသမတန်ရလဲပြည်လာတော့ရှေ့ဆုံးကရင်ပတ်ဖိပြီးမျောတာအမေငါသားကြီးရောသေပါရောလားကြော်ကြီးသေးရဲ့ခမသားဘယ်လိုဖြစ်ပါလိမ့်ကွယ်ဘယ်လိုမှမဖြစ်နဲ့ခမရတို့ခမရတို့ခမရတို့နတ်ဆက်တဲ့ပန်းတွေဖယားပန်းထိုးတဲ့ပန်းတွေဆရာသမားမိဘကိုပေးတယ်ပန်းတွေချစ်သူပေးတယ်ပန်းတွေဘေးရရတယ်မှတ်တော့ဟဲ့ပန်းကင်းကြီးရှိစို့ဘာပန်းကင်းမှမဟုတ်ဘူး အနာကတင်းချိုင်းကလွမ်းသူပန်းကိုဖြုတ်ဖြုတ်ပြီးတင်ကိုလေးနဲ့စစ်စစ်ရေတောက်တောက်ပြီးလာရောက်နေတာဟမ်ဟုတ်လားအားလုံးလူသမားတရားတစ်ခုလုံးငြိမ်သက်သွားတယ်ခဏလေးနေတော့ကဘာပေါ်မှာအယုံရင်အကြမ်းတမ်းဆုံးဆိုရဲဆဲရီတိုင်းထွာခြင်းနဲ့ကြောက်စီကိုဆဲလိုက်ကြတယ်ဆဲကြတယ်ဘုရားရှင်တွေရိုက်ချိုးကြတဲ့နတ်ရှင်တွေရိုက်ချိုးကြတဲ့ချက်ချင်းပဲခေါင်းတွေလျှော်ကြရပြီချက်သူပေးတဲ့ ပန်းပေးတဲ့ကောင်းနေတဲ့ပြဿနာတက်ပြီပေါ့နော်အဲ့ဒီနေရစပြီးကြောက်စီရဲ့ဒီလောက်ရကောင်အမေကတရေတော့ကျွန်တော်တို့ပြောပြတယ်သူ့ကိုကောင်းပါစေဆိုတဲ့လူအဖွဲ့စည်းလို့ပြောနိုင်တဲ့68ခန်းသောအိမ်တွေကိုတစ္ဆာမဲ့သွားပြီမဲ့သူ့ဘဝကိုဖျက်ဆီးတဲ့အရက်တွေမှမတ်တင်မြကိုတော့ခမရကျုပ်ပန်းနေမကင်နဲ့ သူတို့ချင်းချင်းမသူတော့ချင်းချင်းကြတော့ကာကွယ်သွားသေးသတော်မင်္ဂလာမရှိတဲ့ကိုကြောက်စီဆိုတဲ့လူသမားတစ်ယောက်ရဲ့အချမ်းကိုမဟေတီမဂ္ဂဇင်းမှာကျွန်တော်မြေခွေးဆိုတဲ့နာမည်နဲ့ရေးခဲ့ပါတယ်ပြောချင်တာကတော့မင်္ဂလာရှိတဲ့လူဖွဲ့စည်းဖြစ်သောရင်ကျင်းမှုစံတန်မိုးကောင်းများနဲ့နူးညံ့သောနှလုံးသားပိုင်ရှင်ကျွန်တော်တို့ မြန်မာတွေရဲ့ကောင်းမြတ်တော်အမွေကိုကျွန်တော်တို့လူဖွဲ့စည်းတရားလုံးဝလက်ဆင့်ကမ်းပေးရမယ်တာဝန်ရှိပါတယ်ဒီအတွက်စာရီဖတ်ကြရပါလိမ့်မယ်ဟောပြောပွဲကြီးကြီးလိုဒီလိုပဲတခန်းတနာကျင်းပရပါလိမ့်မယ်လိမ္မာရင်ကြီးသောနှလုံးသားနူးညံ့သောစိတ်တွေကိုကျွန်တော်တို့သားသမီးတွေလက်ဆင့်ကမ်းရပါလိမ့်မယ်နောက်ဆုံးအချိန်ထိမိမိလူဖွဲ့စည်းကိုသစ္စာမဲ့စွာ ရုပ်မှသွားတဲ့ကိုကြောက်စီလိုနှလုံးသားမျိုးကိုဖယ်ရှားပြီးမင်္ဂလာရှိတဲ့လူအဖွဲ့စစ်တရထူထောင်နိုင်ဖို့ကျွန်တော်တို့သားသမီးများကိုကျွန်တော်တို့စံတန်ဘိုးကောင်းများ လက်ဆင့်ကမ်းနိုင်တဲ့လူကြီးမိဘဆရာသမားများပတ်ဝန်းကျင်ကောင်းအမျိုးဘာသာစောင့်ရှောက်တတ်သောစစ်ချက်ကောင်းတိုင်းပြည်နဲ့လူမျိုးကိုချစ်တတ်သောနှလုံးသားကောင်းရှိသောလူငယ်များဖြစ်အောင်တနည်းအားဖြင့်မင်္ဂလာရှိသောလူငယ်များဖြစ်အောင်ဝိုင်းဝန်းကြိုးပမ်း ထမ်းဆောင်ကြပါစို့ပြောကြရင်လည်းဒီကုန်းချုပ်ပါတယ်